ကိုးတိုင်းတောင်ကူမြို့ကေတုမဒီလေးတဲ့စခန်းတွင်ကိုတရားခွန်မမရှော့တိုက်တုံး၁၁လုံးပြစ်ခတ်တိုက်ခိုက်ခဲ့လို့ရှင်လုံးအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar BWM ဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကမေလ၁၈ရက်မနက်တနာ48မိနစ်အချိန်ခန့်မှာကေတုမဒီလေးတဲ့စခန်းကိုတရားခွန်မမရှော့တိုက်တုံး၁၁လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ရှင်လုံးအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်သေးဆုံးပျက်စီးမှုတွေရှိနိုင်ပြီး အခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့ PWM ကဆိုပါတယ်။မကြသေးမီကတပင်းမြို့နယ်အိုထိန်တွင်ကျေးရွာစတင်ကျောင်းကကျောင်းသူကျောင်းသားကလေးငယ်တွေနဲ့ဆရာဆရာမတွေကိုဘုံကျဲတက်ပြတ်မှုအပါအဝင်နိုင်ငံတော်ရှိအရက်ဖက်ပြည်သူတွေကိုပြစ်မှတ်ထားဘုံကျဲတက်ပြတ်ပြခြင်းနဲ့၎င်းရဲ့မတရားလူယူထားတဲ့အာဏာကိုဆက်လက်စုပ်ကိုင်ထားဖို့ကြိုးစားနေတယ်လို့ BWN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလေဒါစကန်ဟာဆရာဆွေးမှုတွေကျူးလွန်ရမှာအရေးပါတဲ့ လေထဲတောက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်ပေးနေတဲ့အပြင်အခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းအင်အားစုတွေရဲ့တော်လိုင်းလှုပ်ရှားမှုတွေကိုလည်းလေချောင်းကဒရက်ဆက်ဘုံကျဲတိုက်ခိုက်ရာမှာအ धिक ပါဝင်နေတဲ့ leader scan တစ်ခုဖြစ်တဲ့အတွက် BWM mission 37ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီအားမြေပြင်စစ်ဆင်ရေးတွေမှာပြည်သူတော်လိုင်းအင်အားစုတွေကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာရှုံးမှုတွေများစွာနဲ့ရင်ဆိုင်လာရတဲ့စစ်ရှုံးစစ်ကောင်စီအား လေရက်ကိုသာအားကိုးပြီးဝင်းဟင်းအတစည်းနဲ့တွန်လိုင်းအင်အားစုတွေကိုတံပြန်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့လည်း BWM ကအတိပေးထုတ်ပြန်ထားပါတယ်ဒါအပြင်ຫນွေဥတော်လန်ရေးအောင်မြင်ဖို့စစ်ကောင်စီလေရက်ကိုပြိုလဲဖို့လေရက်တွေတိုက်လေရင်တွေပိုင်းလော်တွေလေရင်စီဘုံသီးတစားတို့ကိုထုတ်လုတ်တဲ့ဆက်ယုံအပါဝင် လေရက်ကိုအားဖြည့်တဲ့ဒေါက်တိုင်မျိုးစုံတို့ကိုပြိုလဲဖို့လက်လန်းမီတဲ့တွန်လိုင်းအင်အားစုတွေပြည်သူတွေကတက်နိုင်တဲ့ဘက်ကဝိုင်းဝန်းကြိုးပမ်းပေးကြဖို့မြစ်တာရက်ခံထားပါတယ် အခုတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM Mountain Knight Selvian Defense Force MKCDF Anti-Cope People's Liberation Force ACPLF နဲ့တန်အောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။